တောင်ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ကုန်ထုတ်ဆောက်လုပ်ရေးစိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းအမျိုးအစားတွေအတွက်သွားရောက်အလုပ်လုပ်ကိုင်မှုပြင်ဆင်နေသူတွေက EPS Topic Samuel ရဲ့အမှတ်သတ်မှတ်ချက်စံနှုန်းတွေမြင့်မားနေတာကြောင့်အခက်ကြုံနေရတယ်လို့ဆိုပါတယ်။မြန်မာစင်ကပေးပို့ထားပါတယ်ရှင်။စစ်ကောင်စီရဲ့ပြည်သူစစ်မှုထမ်းဥပဒေကြောင့်အပါအဝင်ပြည်ရင်းရဲ့ကြာဆင်းနေတဲ့စီးပွားရေးကြောင့်လူငယ်တွေဟာပြည်ပထွက်အလုပ်လုပ်ကင်ခွင့်ဒါမှမဟုတ် ပြပမှာចောင်းသွားတက်တာစတဲ့အចောင်းပြချက်များစွာနဲ့ပြပကိုထွက်ရောက်နိုင်မှုကြိုးစားနေကြတာပါဒီထဲမှာတောင်ကိုရီးယားနိုင်ငံကို EPS topic ဆမွဲဖြည့်ပြီးတွားရောက်အလုပ်လုပ်ကင်နိုင်မှုကြိုးစားနေကြတဲ့လူငယ်တွေလည်းဒုနဲ့ဒီပါပဲဒါပေမဲ့လက်ရှိကာလမှာတော့ EPS topic ဆမွဲအမှတ်ဖြတ်တာကစံနှုန်းတွေအရန်မြင့်မားနေတာကြောင့်လူငယ်တွေအခက်ကြုံနေရပါတယ်ဒီနေ့ကကြတော့ပထမတုတ်တွေက69မှာခွဲနေဖြတ်တယ်ကြရပါဆိုတော့ တရားမှာတပုတ်ပဲပြီးမှတော့တော်တော်များများမအောင်တော့ဘူးလေကြာမလွယ်ဘူးလေတရားမှာတပုတ်ကစိတ်ကြောင်းစရာဝင်ပြေတော့မလွယ်ဘူးလေတပုတ်လောက်တော့ပိုင်းမှာရှင်းနေကမိကုန်းပုံစံကြတော့အမှတ်အမှတ်200အမှတ်200လို့ခုနကကိုပြောဆိုကိုရတရားတရား35ရတယ်155ဖြတ်သွားတယ်ရှင်းနေကမိကုန်းပုံစံအမှတ်200ဒီနေ့မိကုန်းပုံစံကြတော့အမှတ်100အမှတ်100ကို69ပဲ69.5ဆိုတော့ပထမတော့မှာတော့မှအောင်ချက်ကတူတော်နေတယ်လေအမှတ်ချက်ချက်ကြီးကကိုရီးယားကလည်းပါလေစီးပွားရေးကြတယ်ဆိုတာအဲ့လိုပြောတယ်ပြောပြောတာ ကောင်းသမားတွေကတော့ပြင်ဝင်တင်လာတော့အများကြီးပဲ။လဲတော့ဝင်ပြေပြေဆိုဆိုအရောက်တသိန်းတော့ရှိတယ်။တောင်ကိုရီးယားနိုင်ငံရဲ့စီးပွားရေးက2024ခုနှစ်ရဲ့နောက်ဆုံး၃လမှာတိုးတက်မှုတွေအားနည်းနေပြီးနိုင်ငံရေးအကျပ်တဲတွေကြောင့်2025မှာစီးပွားရေးထက်မှန်ကျဆင်းနိုင်တယ်လို့ခန့်မှန်းထားကြောင်းရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ကိုရီးယားမှာအလုပ်ကိုင်ရှားပါလာမှုနဲ့စီးပွားရေးရပ်တန့်နေတဲ့အခြေအနေတွေကြောင့် EPS စနစ်နဲ့လုံသားခေါ်ယူမှုဥယျာဉ်နေပါနေတာဖြစ်လို့ စစ်မှုထမ်းဥပဒေကိုရှောင်လို့တဲ့လူငယ်တွေအနေနဲ့ကျောင်းဗီဇာဘက်ကိုပြောင်းပြီးကြိုးစားလာကြတယ်လို့သိရပါဗျ။ဒီလိုကျောင်းဗီဇာနဲ့ထွက်ဖို့ကြိုးစားနေတဲ့လူငယ်တွေအတွက်လည်းအခက်အခဲတွေရှိနေတယ်လို့ကိုရီးယားကိုကျောင်းသွားတက်မဲ့ကျောင်းသားတွေအရေးကူညီဆောင်ရွက်ပေးနေသူတူကဆိုပါတယ်။ကိုရီးယားပဲချက်မှာလည်းရှိရင်လောက်ခိုင်ရှားပါလောက်မယ်စီးပွားရေးရတဲ့နေကိုအတိုင်းသာကြုံတွေ့နေရတဲ့အတွက်ကျွန်တော်တို့ယောက်ျားလေးတွေကိုလည်းခေါ်နိုင်တဲ့ဥပဒေအနေနဲ့ဖြစ်တဲ့အတွက် EPS မှာပို့နိုင်တဲ့ဥပဒေလည်းနေတယ် 然后还有那个叫叫那个，叫比萨排骨片，比较香，加了那个西兰花。成都，目前我的天啊，美，生意的搞别墅的，当然奶奶，因为麻辣烫给烧完，再来西辣椒，滴卤的个阿达奶椒，弄个野土皮，弄个野沃土阿达奶椒，后面就哦，穿下排骨，五天比较煮了加了不，煮了加了也吃嘛。哦，但是呀，可能阿弟的嘛，真的罗哎，就油腻个那一点，哦，阿生生多阿拉皮的对。 လိုမျိုးငွေကြေးကိစ္စအားတွေတာမယ်လိုအပ်တာပုံကုန်ချလာမျိုးလည်းရှိတယ်အဲ့တော့ပထမဦးဆုံးအနေနဲ့ကျွန်တော်ဗီဇာရဖို့ process မှာလည်းလက်ရှိမှာအရန်ခက်ခဲနေတဲ့ဘက်ကြောင့်လည်းဆိုတော့ခုနပြောသလိုပဲဟိုတကယ်တကယ်တမ်းဇာယုံနေရဆောင်ရွက်ပြနေတဲ့လူကြီးထက်ကျွန်တော်တို့အစာပေါင်းများစွာဖတ်ချင်တဲ့လူကများနေတာဖြစ်တဲ့အတွက်ဟိုအရန်တိုးနေရတဲ့အခြေအနေမှာရှိတယ်ဒီလိုပဲနောက်တစ်ချက်ကကြတော့နေစိမ့်မှာကလည်းဒီလိုမျိုးဖြစ်စဉ်တွေဒီလိုမျိုးအခက်အခဲတွေရှိနေတဲ့အခါရောက်တော့ လက်ရှိနိုင်ငံခြားထွက်ဖို့ကြိုးစားနေတဲ့လူတွေအကုန်လုံးကတော့ထိထိုးနေရတယ်လို့ပဲတော်တော်တော့ခက်ခက်ခဲပြင်ဆင်နေရတဲ့အပိုင်းတွေတော့ရှိတာပေါ့ဟုတ်မြန်မာနိုင်ငံမှာတောင်ကိုရီးယားအလုပ်ကိုင်အတွက်ရေချင်းစစ်စာမှုပွဲ EPS topic ကိုအမျိုးသမီးတွေဝင်ရောက်ဖြည့်ဆို့ခွင့်ကိုပြီးခဲ့တဲ့နှစ်2024ခုနှစ်ကခွင့်ပြုပေးခဲ့ပါတယ်လက်ရှိတောင်ကိုရီးယားနိုင်ငံမှာမြန်မာလုပ်သား9000ကျော်ရောက်ရှိလုပ်ကိုင်နေကြတယ်လို့လည်းထုတ်ပြန်ချက်တွေအရသိရပါတယ်ကျမမြတ်သက်စင်ပါရှင်